โอเคမင်္ဂလာပါဗျာအဲ့တော့ကျွန်တော်တို့က offside တခုဖန်တီးဖို့အတွက်ဘာလိုက်လုံးမလဲကျွန်တော်ထားသွားပြီးတော့ဆက်လိုက်အောင်โอเคအဲ့တော့ကျွန်တော်တို့က website တခုဖန်တီးဖို့ဘာလိုက်လုံးလဲကျွန်တော်ဒီမှာပဲတခါရေးလဲပေါ့ပြီးမှကျွန်တော်တို့သွားပြီးတော့ဆက်ရှာကြရအောင် website တခုရေးဖို့အတွက်ဆိုလို့ရှိရင်ねကျွန်တော်တို့ကအခြေခံအကြအဆုံးကတော့နှစ်ခုလို့ပါတယ်အတခြားကဲစီကဲတဲ့အရာတွေမပြောသေးဘူးနော်အဲ့တော့အခြေခံအကြအဆုံးအရာနှစ်ခုလို့တယ်အဲ့တော့ဘာလဲဆိုတော့ကျွန်တော်ရဲ့ website အတွက်နာမည်တခုလို့ပါတယ် offline နာမည်ဆိုတော့ဥပမာကျွန်တော်ကကျွန်တော်ကကျွန်တော်နာမည်ကိုဖြိုးဆိုတော့ကိုဖြိုး .gun ဆိုပေးလိုက်တာအဲဒီလိုမျိုးပေးဖို့နာမည်ပေါ့ဗျာအဲ့လိုပေးဖို့နာမည်ဒီတူလို့မရပါဘူးမတူလို့မရဘူးပြီးရင်သူ့ကိုကျွန်တော်ခေါ်တဲ့နာမည်ရှိတယ်အဲ့ဒါကတော့ဘာလို့ခေါ်လဲဆို domain လို့ခေါ်ပါတယ် d o m a i n domain domain တခုလိုပါတယ်အဲ့ domain တခုလိုတဲ့အခါမှာ domain ဒီ free အာကျွန်တော်တို့က domain နေရှိတယ်နောက်တစ်ခုကတော့ဝယ်ရတဲ့ domain နေရှိတယ်အဲ့တော့ဘာကွာလဲ ကွာပါရဖရီကတော့လာဖရီဆိုတော့သူများရဲ့အခွဲပေါ့နော်ကျွန်တော်ကနော်အရင်ကတော့ဖရီတွေကပေးခဲ့ကြသေးတယ်ဒါပေမဲ့လည်းနောက်ပိုင်းမှာတော့ဖရီတွေက cluster domain လို့ခေါ်တာပေါ့နော် cluster ဆိုတော့ကျွန်တော်တို့က domain ကြီးတစ်ခုရှိတယ်အဲ့ domain ကအနောက်ကနေပြီးကျွန်တော်ကအခွဲတွေနဲ့သုံးပြီးတော့နော် sub domain ပေါ့နော်သူကနေပြီးတော့ခွဲပေးတဲ့ sub domain တွေကကျွန်တော် free ရပါတယ်အာဆိုကြပါစို့ဥပမာကျွန်တော်တို့နော် blogspot တွေပဲတုံးတဲ့ solution နဲ့ကိုဖြိုး sorry blogspot.coffee.com ပေါ့ဗျာ။ဟောကျွန်တော်ကရှိက blogspot နဲ့ main ပါနေပါတော့။ဒါသူ့ရဲ့ domain name တခုရှိမယ်။အဲ့ကနေမှကျွန်တော်တို့အခွဲထပ်ပြီးတော့ခွဲချင်းခံလိုက်ရတယ်။အဲ့တော့အားလုံးတည်ပြီး domain မှာပဲ။နော်ကျွန်တော် domain တခု logo လိုးလိမ့်မယ်။ domain မရှိဘဲနဲ့ကျွန်တော်တို့က website တခုမဖြစ်လာပါဘူး။နောက်တစ်ခုတော့ဒီ website တခုကို run ဖို့အတွက် website တခုကိုလေပတ်နေဖို့အတွက် website တခုကို launch လုပ်ဖို့အတွက် website တခုရဲ့ code တွေကိုသွားထားဖို့အတွက်ကျွန်တော်တို့ရေးထားတဲ့ code တွေကိုအဲ website ဆိုရင်နေရာကြီးတခုပေါ်မှာသွားတင်ထားဖို့ သူတို့လက်ခံပေးထားတဲ့နေရာတစ်ခုလိုအပ်တယ်အဲ့ဒါကိုကျွန်တော်တို့က hosting လို့ခေါ်ပါတယ် host တို့ viking viking တို့နော်စကားကြီးရဲ့လို့ဆိုရင်နော်ကြားဖို့ပါလိမ့်မယ်နော် hosting လက်ခံတဲ့အရာပေါ့နော်ကျွန်တော်တို့ရဲ့ဒီနော်ကုတ်တွေကိုလက်ခံမဲ့နေရာအဲ့ဒါကိုကျွန်တော်တို့ကရှေ့က website ရေးကြမှာလို့ရှေ့က web ထည့်လိုက်တော့ one hosting ပေါ့ဗျာဒါရော one hosting cloud hosting share hosting ဒါလည်းနာမည်ခဏထားလဲအဲ့တော့အဓိကလိုအပ်တာကျွန်တော်တို့က domain နဲ့ hosting ရှိလိုအပ်တယ် အဲ့တော့နှစ်ခုလုံးနော်နှစ်ခုလုံး domain ရှိရဲကျွန်တော် hosting မရှိဘူးဆိုလည်းမရဘူး hosting ရှိရဲ domain မရှိဘူးဆိုလည်းမရဘူးနှစ်ခုလုံးရှိမှကျွန်တော်တို့က website တစ်ခုအနေနဲ့ဖြစ်တယ်အဲ့တော့ဒါကအခြေခံကြရဲလိုအပ်တဲ့အရာနောက်တစ်ခုကတော့ကျွန်တော်တို့ကနော်ဒီ website ကဖြန့်တီးမဲ့ coding ပေါ့ဗျာကျွန်တော်တို့က html css javascript နဲ့ဖြန့်တီးထားတဲ့အရာတွေဒါတော့ထွေထူးပြောနေကြမလို့ပေါ့ဒါကြီးလည်းပါမှာပေါ့အဲ့တော့တစ်ဖက်ကကြည့်ကြည့်ပါဒီနေ့ကမှတချို့ AI နေနဲ့ဖြန့်တီးလို့ရတယ်ပြောတယ်ဟုတ်တယ်ကျွန်တော်တို့က AI နေနဲ့ coding ဖြန့်တီးလိုက်လို့ရတယ်နောက်ဆုံး အာ free နော်ကျွန်တော်တို့ကဒါ Fundibida website တွေနော်ကျွန်တော်တို့ကရှိတယ် free engine တွေရှိရနောက်ဆုံး website beta တွေရှိရဒါဒီနေ့ခင်မမဟုတ်ပါဘူးယင်ခက်ကကျွန်တော် WordPress တွေ Blogspot တွေပေါ်မှာဆိုလဲနော်ကျွန်တော်တို့ HTML CSS JavaScript နဲ့ရေးနေတာမှကြာသေးတယ်ဥမာကျွန်တော်အလုံးလိုက် download ဆွဲပြီးတခါတည်းထည့်လိုက်ရုံပဲတင်းနေယူထည့်လိုက်ရုံပဲဒါမှမဟုတ်အဲ့ဒါတွေသူတို့ကိုသူတို့ developer လို့လူထွက်ရှေ့မှာလဲထွက်မပြောရဘူးနောက်ွယ်မှာလဲအကြာကြီးမအော်ရဲခဲ့ပါဘူးနော်ငါတို့ website တခု Fundibida ပဲဆိုပြီးတော့တစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ် ဒါလောက်ပဲသူတို့ online ခဲ့တာပေါ့ဒါတော့မြန်မာပြည်မလို့လောက် online ရတာเนาะဘယ်သူမှလည်းကျွန်တော် WordPress developer အခုချိန်ကျွန်တော်တို့ရှိသေးလားတော့မသိဘူးပေါ့เนาะအာကျွန်တော်ရဲ့ season 1လောက်ကဆရာတို့အကူတွေမရမှာเนาะကျွန်တော်တို့ဒါအာဒီ web development video ကိုလိတ်လာတယ်စားလိတ်လာတယ်လူတွေပါဆိုရင်เนาะတင်းတန်းနေပါတော့ရှိလိုက်ကြအောင်မယ်เนาะ WordPress တင်းတန်းနေပါတယ်ပေါ့နော်အာတလားပြန်နေ website ရင်းနှီးရောเนาะနှလားပြန်နေ website ရင်းနှီးရောပါတော့ဘလာဘလာဘလာတွေရှိခဲ့သေးတယ်เนาะအဲ့တော့ပြောချင်တာကကျွန်တော်တို့ဒီ AI နေဆိုတာအဲ့လိုမျိုးဖန်တီးပေးနိုင်ပါတယ် เนาะကျွန်တော်အခု website တွေကြီးနေဒါမှမဘာလို့လို့မရဘူးလဲတကယ်အသုံးပြုရဲ့ user တယောက်နေနဲ့အဲ့လိုလူတွေကိုပေးပြီးရောကိုယ့်ရဲ့အရာယူစီမံခန့်ခွဲခွင့်ပေးမှလားဆိုတဲ့ခံစားချက်ဆိုတော့ဆိုတော့ကျွန်တော်ဆရာတို့ဒီ join ချင်မို့လို့ရယ်ဗျာ join ချင်လာပြီဆိုရင်ဆိုတော့ AI နေပေါ်လာလို့ကိုယ်ရဲ့ရေရှင်းပြောင်းမှလားဆိုရင်မိကွန်အတွက်ကျွန်တော်ဒါအကောင်းဆုံးဖြည့်ရှင်းပေးနေရပါတော့တချို့ညီညီမငယ်တွေလည်းမေးတာမမေးရစိတ်ထဲမှာအားရှိနေမှာပဲဘာလို့လဲကျွန်တော်တို့ကိုယ်တိုင်လည်းကြုံခဲ့ရလို့ပြောတာကျွန်တော်တို့ခက်ကဒါတွေနော် WordPress တွေ Blogspot တွေနဲ့ရေးတဲ့ ဘလော့ဂါတွေလို့ခေါ်တာဘလော့ဂါလား vlog မဟုတ်ဘူးเนาะအခုခေတ်เนาะကင်မရာထိုင်ပြီးပြရိုက်တဲ့လူတွေပြောတာမဘလော့ပေါ်မှာ post တွေ shout တင်တဲ့လူတွေပြောတာ shout တင်တာမဟုတ်တကယ်တင်တဲ့လူတွေလည်းရှိပါအဲ့တော့အဲ့လိုမျိုး vlog ပေါ့ဗျာ blog blog ဆိုရဲเนาะ blog တွေ fanty ရဲ့လူတွေပြီးရင် wordpress เนาะ ਨੇ website တွေ fanty ရဲ့လူတွေအဲ့တော့သူတို့ကနေရာရတယ်နေရာဆိုတော့သူတို့ကเนาะသူတို့ community ကစတောင်းဖြစ်တယ်သူတို့ကလူများတာလူများတာမင်းတို့ကနေကကြောင်းတက်ပြီးတော့ရေးနေကြသေးတယ်မင်းတို့ရေးအကြကြီးငါတို့ဒီမှာခဏလေးနဲ့ပြီးရေးတရက်ထက်နဲ့ပြီးရေးနှစ်ရက်ထက်နဲ့ပြီးရမှာเนาะ တကယ်တရက်နှစ်ရက်ဆိုတော့ကြာနေသေးတယ်နိုင်ပိုင်းနဲ့ပြီးအဲ့တော့ဘာဖြစ်လဲဆိုတော့ဘာမှမဖြစ်ပါဘူးဘာမှမဖြစ်ပါဘူးဆိုတော့ကျွန်တော်အသုံးပြုတဲ့ user ကဒီ blog တွေ wordpress တွေကိုဘလောက်ကြာကြီးအပ်ခဲ့လဲခဏပဲကျွန်တော်ဘာလို့ဖြစ်လာလဲဆိုသူရဲ့ကန့်သက်ချက်တွေရှိရဲကျွန်တော်တို့ကလာဆိုချက်ပါဆိုတော့ blog ပေါ်မှာ blog ပေါ်မှာဆိုလို့ကျွန်တော်စာရေးတင်လိုက်တယ်ဆက်စမ်းကြည့်ပါနောက်ပိုင်းတွေ့လာပါတယ်မဟုတ်လားကျွန်တော် blog တို့ wordpress တို့လည်းကျွန်တော်ဒီနေ့နော်ပြလိုက်ပါမဟုတ်လားအချိန်ရရင်စကားမများတော့အဲ့တော့ domain နဲ့ hosting လိုအပ်တယ်လို့ကျွန်တော်ပြောလိုက်တယ်ပြီးရင် ျွန်တော်တို့ဝါရှာအိုက် domain နဲ့ hosting တွေကဘာတွေနဲ့သုံးပြီးတော့ကျွန်တော်တို့ကအရင်ကြမလဲပေါ့နော်လက်ရှိမှာကျွန်တော်တို့နိုင်ငံအနေထားနဲ့ကျွန်တော်တို့စမ်းလို့ရမဲ့အနေထားဆိုရင်ဘာတွေရှိမလဲဟုတ်ကြည့်ရော Okay အဲ့တော့နော်ဟိုကျွန်တော်ကတော့အာနော်ကျွန်တော်က good day တွေတော့ဘာလို့သုံးတယ်အာနိုင်ငံခြားဆိုလို့ရှိရင်ပေါ့နော်အမနောက်ပိုင်းတော့မသုံးတော့ဘူးအာကျွန်တော်တို့ညီမပြီးမှရှိရဲ့ one hosting နေရှိတယ်အားတွေကိုသုံးတယ်အဲ့တော့ main မေကွန်းနေတဲ့တခါလေးဖြည့်ထားတာဆရာဘာသုံးလဲကိုဘာသုံးလဲဆိုလို့ရှိရင်เนาะကျွန်တော်တခါလေးပြောပြမယ်အဲ့တော့ကျွန်တော် domain နေ hosting နေဈေးပေါ့နော်လက်ရှိပေါက်ဈေးဘယ်လောက်ရှိမလဲအဲ့တော့ website တစ်ခုဖန်တီးဖို့အတွက်လိုအပ်တယ် domain နဲ့ hosting မြန်မာမှာမြန်မာမှာဆိုပေမဲ့မြန်မာကုမ္ပဏီလို့သာပြောတာမြန်မာမှာတော့မရှိဘူးမြန်မာမှာရုံးခွဲပဲရှိတယ်ဒီကောက်ထိုင်းမှာပေါ့နော်ထိုင်းမှာအရင်ကတည်းကထိုင်းမှာပါပဲအဲ့တော့ထိုင်းအခြေစိုက်ဒါပေမဲ့မြန်မာလို့ဖြည့်ပေးတယ်မြန်မာ inquiry ရှိတယ်အဲ့တော့မြန်မာလို့ပြောနိုင်တယ်ပေါ့ဗျာနော် you know အင်္ဂလိပ်လိုပြောရတာဒေါ်လာနဲ့ဝယ်ရတာအခုမြန်မာနဲ့ဝယ်လို့ရတယ် KB ဝေးတွေပါညာတခြား banking နေနဲ့မြန်မာ banking နေနဲ့ဝယ်လို့ရတယ်ဆိုတော့တော်တော်အဆင်ပြေသွားတာပေါ့နော်2016လောက်ကမှအစပြီးတော့အဲ့လိုမျိုးလုပ်လို့ရတာအဲ့တော့ပထမဆုံးက z.com ပေါ့နော် z.com ကဈေးချိုတယ်တိတ်တော့မမိုက်ဘူးမမိုက်ဘူးဆိုတော့ကဈေးချိုတော့ဈေးချိုသလိုနည်းနည်း cheap ဖြစ်တယ်အ facility service က48နာရီလောက်စောင့်ရတယ်တခါလေပြဿနာတစ်ခုတက်ပြီးဆိုရင်ကျွန်တော်ရင်းတော့3ခဲတောင်ပြောတာပါဒီမှာ z.com ကလူတွေပါတိရရှင်တော့ခွန့်လို့ ကျွန်တော်သုံးသွေးရတော့48နာရီအတွင်း48နာရီအတွင်းဆိုတကယ်လုံးဝ48နာရီเนาะကျွန်တော်တို့ဒီနေ့ပြောရင်နောက်ရက်မှလာပြောတာပဲเนาะအဲသူရဲ့ service ပဲအော်ကျွန်တော်ဒီမှာเนาะ domain ဆိုတာတွေ့လာရတယ် domain ဆိုတာပါလဲဆိုတော့ကျွန်တော်ရဲ့ website ရဲ့နာမည်တစ်ခုပေးတာပဲ domain မှာ web hosting VPN private hosting email hosting wordpress hosting cloud ssn website research digital signature အော်ကျွန်တော်တို့အနေငယ်လေးเนาะရှာရှည်ကြည့်အောင် domain ဆိုတာကျွန်တော်တို့ website ရဲ့နာမည်အဲ domain နေပါရှိလို့တော့ကြည့်အောင် ဈေးတွေပေါ့နော်ဈေးတွေဝင်ကြည့်မယ်အာဒီအောင်ဝင်တဲ့အခါမှာနော် VPN လိုချင်တယ်လိုမယ်ပေါ့နော်နေရာဒေသပေါ်မူတည်ပြီးတော့ကျွန်တော်တို့အခုထိမလိုသေးဘူးလိုတဲ့အခါလဲလိုရောမနဲ့ဆိုရင်လိုချင်တယ်လိုပြန်အောင်အော်ဒီမှာသူရဲ့ကျွန်တော်တို့ကနော် domain နဲ့ဈေးနှုန်းအော် domain ရဲ့ဈေးရေးကြည့်ပြီးတော့ဟာဒါဆိုရင်တော့ငါ website ရေးလို့ရပြီဆိုပြီးပြောမသွားနိုင်ဘူးနော် domain တကူနဲ့ရေးမရသေးဘူးနော်မပြောနိုင်အောင်လို့ပြောချင်တယ်ပေါ့နော် domain ကဒီမှာနော်ရေးရအောင်နော်တော့ ်ဒါဘိုင်း YR ဆိုရီအောင်ဆိုလို့တော့သိမယ်ထင်ပါเนาะအဲ့တော့ဒေါ်ကွန်ဆိုရင်တနစ်စာ2900ပါเนาะ dot site or dot online ဆိုရင်တနစ်စာမှာ9000ပဲရှိရင် domain တစ်ခုရဲ့ဈေးရပါဘောเนาะ dot asia ဆိုလို့ရှိရင်အာเนาะ9000 dot shop ဆိုရင်9000တခြားຢာကြီးလေးရှိတယ်ဥပမာကျွန်တော်เนาะဥပမာ domain လွတ်လာဆိုရင်ရှားကြည့်ပါเนาะကျွန်တော် msh eg မကွေးပါเนาะချက်ရှာပါเนาะ mg w ဒီဝိုင်းမကွေးเนาะလွတ်လာပါကတိတိပဲဟုတ်နော်သွားဆက်ထုတ်လိုက် လွတ်မှာပါဘူးဘာမှမရှိဘူးဒါဆိုကျွန်တော်တို့နော်ဒါဝယ်လို့ရတယ်အာမကွေး sheg.com ပေါ့နော်ဒါ popular ဖြစ်နေပါညာတော့နည်းနည်းနော်ဒါဆိုရင်2900ပါနော်ကျွန်တော်ဝယ်မယ်ဆိုရင်4300ဈေးချောတယ်ပါညာဟုတ်ရထားပါတော့နော်ကျွန်တော်တို့ကနော်မကွေး sheg.net ဆိုရင်4000ကျော် .net ကတော့ပိုစေးကြည့်နေတယ်နော်အဲ့တော့ အောက်မှာအများကြီးရှိတယ်အဲလိုက်ရှာဟုတ်နော် .shop .asia.info.mm.io .special ဘာညာဘာညာဖတ်လို့မပြင်းသေးရလိုက်ဖတ်ပါဘောနော်တခြား domain တွေရှိခြင်းတွေရှုလို့ဝယ်ရမဇုံဝင်းဘာညာမဈေးရှိရဗျာအဲ့တော့သူတို့အသုံးပြုမယ်ဆိုရင်တကယ်ဖြစ်ဝယ်ခြင်းနဲ့ဆိုဘယ်လိုလုပ်ရမလဲကျွန်တော်ဝယ်ခြင်းနှိပ်လိုက်ပါတော့ဒါကျွန်တော် account တစ်ခုတော့ဖောက်ဖို့လိုတယ်ဆရာတို့သုံးမယ်ဆိုရင် account ပေါက်သွားပါလိမ့်မယ်ဒီမှာကျွန်တော်ကဒီမှာဆိုပါစို့ဒီကောင်ဝယ်မယ်ဆိုဒီကောင်နှိပ်လိုက်ပါ ဆိုလို့ရှိရင် तू ကဒီထက်ကိုရောက်သွားတယ်အဲ့တော့ဒါကျွန်တော်တို့ရဲ့ cap ထဲမှာပေါ့နော်ဒါမှားလိုက်တနည်းစားဘလောက်ပေါ့နော်ပြီးရင်ကျွန်တော်တို့က view cap ဆိုပြီးနှိမ့်လိုက်ရင်ပုံမှန် online ပေါ်ဈေးဝယ်တယ်လို့ view cap ဆိုနှိမ့်လို့ရှိရင် तू အကောင့်ဖောက်ခိုင်းမယ်အဲ့အကောင့်ထဲမှာတိုက်ကြည့်ပေါ့နော်ဒါကျွန်တော်ကျွန်တော်ထားလိုက်သူထဲမှာကျွန်တော်ထည့်ထားလိုက်ဟဲ့ဒီဒီကျွန်တော်အကောင့်လေးပိတ်တော့ခဏခဏဝင်ပြောရင်တော့ तू ပိတ်တာပေါ့နော် Okay နောက်တစ်ခုကကျွန်တော်တို့က domain ပြီးသွားပြီဆိုလို့ရှင် host name ဘက်ကိုသွားရှာပါเนาะ domain ဈေးတွေကတော့ဒါ2000ကျော်ဒေါ်ကွန်ဆိုရင်2900เนาะဆိုရင်2900နဲ့5000 များဆုံးက9000ဒေါင်းတက်က9000ဆိုတော့နော်တစ်နှစ်စာဆိုတော့တစ်လောက်ဘယ်လောက်ကြာမလဲတွေးပေါ့နော်အဲလာချင်းအဝယ်လို့ရတယ်ရင်းနှောင်းရရတာအခုလည်းရမှာတင်ပါတယ်နော်ရင်းနှောင်းရရတာအခုလည်းရမှာလာချင်းဝယ်လို့ရတယ်တစ်လချင်းဝယ်လို့ရတယ်တစ်လချင်းဆို discount မရှိဘူး6လောက်တော့ပါဆို discount တွေပါရှိတတ်တယ်6လောက်ဆိုတစ်လတိုးလို့တစ်နှစ်ဆိုရင်အဲ့လိုမျိုးပေါ့နော် short ပေးတာတို့ဒါမျိုးအဲ့လိုမျိုးရှိတတ်တယ် okay အာနောက်တစ်ခုကကျွန်တော်တို့ okay ဘုံမေးဒီကနေ့တော့လဲနောက်တစ်ခုကကျွန်တော် web hosting နှိမ့်လိုက်မယ်ကြောက်နော်ကိုရဲ့ website ကို launch လုပ်မယ်တင်ထားမယ်နေရနော် web hosting ဒီနှစ်ခုရှိရင်ကျွန်တော်ကဆရာတို့ရဲ့ website ကို official လွှင့်လို့ရပြီ launch လုပ်လို့ရပြီဘာမို့လဲ free ဟာယူသုံးပါနော် free ဟာလည်းပြောပြပါမယ် free ဟာရမနဖန်ချက်မှပြောတာပေါ့နော်ဒါတော့တကယ်အတီးလုံးမလားဆိုတော့ဆရာတွေပေါ့နော် okay အဲ့တော့ကျွန်တော်တို့ကဒါတခုဗျာဟိုလေးနေရဆိုနောက်တစ်ခုကကျွန်တော်တို့က shwe dot shwe dot com ပေါ့နော် shwe shwe dot com လား shwe dot net လားမသိတော့ အကောင်ရောမြန်နေဈေးရောနည်းနည်းကြီးရအာမရအောင်အာနော်ရွှေတော့နဲ့လောက်တယ်ရွှေ hosting sorry อืมชวยว่า hosting เนาะเนี่ยเมียนมาคุณเมียนมายงกว่าเหรอชื่อเนาะだแม้ตัวเนี่ย infrastructure อะไรก็บาอกลงอ่ะท้ายมาบ่นะดี show studio ษัตรกองอกลงท้ายมา ။အော်ကျွန်တော်ဒီမှာသူ့မှာ domain ဝင်ခြင်းနဲ့ဆိုရင် domain register နဲ့တာဝန်ဝင်လို့ရတယ်။ဒါတွေရမယ်ပေါ့ဗျာ။နော်ရမရရှိရင်ဒီမှာကြည့်လိုက်ကြည့်သားရဆိုလို့ရှိရင်ကျွန်တော်တို့ကဝယ်လို့ရတယ်။ domain registration အာကာလာက register.com ဒီမှာ7000ကျွဲနော်။ဘာပေါ့ကောနော်။အဲ့တော့ဟိုမှာဘယ်လောက်လဲ maybe တွေ့ခဲ့မှာထင်ပါတယ်နော်။2900ဒီမှာ7000ကျွဲ။အော်ဘာကွာလဲမမေ့နဲ့။သူတောင်းနေကြည့်ပဲကျွန်တော်လည်းကြားပွဲစားလုပ်ပြီးတော့ရောင်းပေးနေတာမဟုတ်ဘူး။အဲ့တော့ ဘာကွာလဲဆိုတော့ဈေးကွာတော့ secure ဖြစ်တာတော့နော်တခြား after service တို့ဘာလို့ပုံမိုက်မှာပေါ့ဗျာကျွန်တော်တွေ့တူးမရှိပါဘူး Okay နောက်တစ်ခုကကျွန်တော်တို့က hosting အဲ့ hosting မှာ solution ကျွန်တော်တို့ကဒီမှာဝယ်လို့ရတာက cloud hosting ဝယ်လို့ရတယ် control panel နဲ့ပါတာရှိရ auto setup ဆိုတာကျွန်တော်တို့ကနော်တန်းပြီးတော့တုံးလို့ရအောင်သူအကုန်လုံးအစင်တင်ထည့်ထားပေးတဲ့ပုံစံထည့်ထားပေးတဲ့ service တွေယူလို့ရတယ် SSD ကကြတော့ကျွန်တော်တို့က storage အနေနဲ့ထပ်ဝယ်တာပေါ့နော်ကိုယ့်ရဲ့ website ထဲမှာ storage တွေတင်ထားခြင်း database တွေပါနေတင်ခြင်းနဲ့ဆို SSD ကဝယ်ရတယ် ုံမြင်တယ်ပုံမှန် SSD service မဝယ်ဘူးဆိုလို့ရှိရင်တော့ပုံမှန် data ကိုတင်တယ်အဲ့ကနေပြန်ဆွဲချတာနည်းနည်းလေး loading ပို့ကြတယ်နည်းနည်းလေးဆိုတာတစ်ခါလေကြာတယ်များတယ်တည်တာတော့ဗောနော် Okay အဲ့တော့ကျွန်တော်တို့က hosting or hosting women solution ဒီမှာနော်အောက်မှာတွေ့လိမ့်မယ်အဲ့တော့ hosting ကအာနော်ဒီမှာတစ်နှစ်စာက3,000တော့3,000တော့တလကို1,950ကြာတယ်ဒါပေမဲ့သူကကျတော့ hosting ကကျတော့အနည်းဆုံး3လောက်လောက်မသိဘူးဝယ်ရတယ် hosting က3လောက်လောက်စဝယ်ရတယ် တချို့ hosting ဝယ်လို့ရှိရင်ကျွန်တော်ဒီမှာ free ပေးရနော် domain .coin .net နဲ့ .shop နဲ့ကိုသူအဲ့ထက်ကတိုက်တာတစ်ခုဝယ်လို့ရတယ်ဗျာဆရာတို့ကဒီတသိန်း9000နဲ့အဲနော် hosting တစ်ခုဝယ်လလို့ရှိရင် domain တစ်ခု free ရမယ်အဲဆိုလို့ရှိရင်ကျွန်တော်တို့က domain ကထက်မတွက်နဲ့တော့ .coin 2900ဆိုဖယ်လိုက်ပါနော်အဲဒါဒီမှာဒီမှာပေးထားတဲ့ offer ပါနော်တခြားနိုင်ငံခြားဟော hosting နဲ့အဲ့လိုမှရှားကြည့်ပါနော်တော်များများတော့ပေးပါတယ်တနေ့စာဝယ်မှာနော်အဲဒါတနေ့စာဝယ်မှာပေးရအဲဒါကြောင့်နော်ဒါယူထက်မတွက်ဖယ်လဲနေဦးမယ်သူပြောထားတာ6000လောက်ပါဆိုမပေးဘူး ဘယ်မှာဘာသူမှမပေးဘူးတော်များများအဲ့ဒါဘာရရမလဲကြည့်အောင် total story tank ပေါ့နော်အဲ့ဒါ tank ကကျွန်တော်ပုံမှန် story မမြင်တဲ့ story တစ်ခုအနေနဲ့ရမမြင်ဘူးဆိုတော့အရင်ကမသိမသိတာပေါ့နော် image storage image storage ဆိုတာကျွန်တော်တို့ရဲ့ account ဝင်တာကျွန်တော်တို့ရဲ့ account ဒီ web ပေါ်မှာ website ပေါ်မှာစာတွေပြန်လည်ပို့တာကျွန်တော်ကဒီပေါ်မှာ chatting or mailing system ထည့်ချင်တယ်ဆိုလို့ရှိရင်ငါမကပိုင်ရမယ်စာတွေပြောရတယ်ပတ်သက်ပြီးဟို database storage က 1k ရမယ် database 1k အာ database က mysql အာ php admin အာဟိုမှာဆိုရင် now as you like now ထားပါရအောင်လဲ now local indent now mongo အတော်များရပါတယ်ဟောဒီပုံမှာကြိုက်တယ်တင်လို့ရတယ်သူကအများဆုံး support ပေးရတော့ mysql နဲ့ကျွန်တော်က php admin နဲ့ကိုပေးတင်ပါကျွန်တော်တွေက install တင်ပြီးတော့သုံးရတယ် website ကတခုပဲရမယ်အဲ့တော့ website ကတခုပဲရမယ်ဆိုတော့ဒီ hosting တခုညကျွန်တော် hosting ဆိုတော့ နော်အလွယ်ဆုံးဥပမာပြမြေခွက်ကြီးပဲဗျာမြေခွက်ဝယ်လိုက်တာမြေခွက်ပေါ်မှာ hosting website တစ်ခုလာဆောက်တာဆိုအိမ်ဆောက်တာပဲမြေခွက်ပေါ်မှာအိမ်တစ်လုံးမှာဆောက်ခွင့်ရှိရင်ဒီ panel မှာတော့အာဒီ pro app ဆိုရဲနော်ဒီအာဒီ service ပေါ့နော်အာဒီကောင်မှာတော့နော်တစ်ခုပဲရမယ်အပြီးတော့ solution ဒါ ftp account ဆိုကျွန်တော်တို့က file transfer လုပ်လို့ရတယ်သူ control လုပ်လို့ရတဲ့ account ပေါ့နော်တချို့ဆိုရင်ဒီ website ကို sale လောက်ဝမ်းကန်ပြီးတော့ကြိုက်တဲ့လူကပို့ဒီပေါ်ရောက်ဆိုတဲ့အနေအထားမျိုးတစ်ယောက်ပဲရမယ် admin ပေါ့ဗျာ အီးမေးလ်ကောင်းလည်းတခုပဲရမယ်အာဒိုမိန်က50လက်ခံမယ် alliance domain ဆိုတော့တခြားချိတ်ဆက်ထားတာဒီဆက်ဆက်ပြီးတော့နော်သူထဲမှာလာပြီးတခြား website တွေနဲ့ချိတ်ဆက်လို့ရတာအခု50ရမယ် accept domain 10ခုထပ်ခွဲလို့ရတယ်ပြောချင်တာဆရာဒီနာမည်နဲ့ domain တခုရပြီဆိုပါစို့အဲ့ domain တခုကိုအခြေခံပြီးတော့နောက်ထပ် domain 10ခုထပ်ခွဲလို့ရတယ်အာအာနော်အလွယ်ပြောရရင်ဆရာကမြေခွက်တစ်ခုဝယ်လိုက်တယ်ဒီကကဒီ နော် worst hosting ဆိုတာမြေခွက်တစ်ခွက်ဝယ်လိုက်တယ်နှလုံးထဲမှာမြေမြေခွက်တစ်ခွက်အဲ့မြေခွက်တစ်ခွက်ပေါ်မှာကျွန်တော်တို့ကနော်ဒီ number of website ဆိုတာအိမ်တစ်လုံးစောက်ခွင့်ရတယ်အဲ့အိမ်တစ်လုံးပေါ်မှာ sub domain ဆိုတာကအဲ့အိမ်ပေါ်မှာလူစရောက်တင်ထားလို့ရတယ်ဒါပဲနော် sub domain ကျွန်တော်စေကူးလက်ခံတယ်နော်အဲ့တော့တချို့အရာတွေဆိုလို့ရှိရင်တချို့အရာရောက်နော်လက်ခံနိုင်ရှိရယ်လက်ခံနိုင်ရှိရယ်ပေါ့နေရရှိရယ်ပေါ့နော်အဲ့ဒီမှာသူရဲ့ MySQL version က8ပေါ့နော်အဲ့တော့ database တွေပါလေးလာတဲ့ခါကျတွေ့လာမှာ PHP version ကတော့လောက်လက်ခံတယ် free ssl secure socket layer ပါတယ် ။ဘာညာဘာညာကာကွယ်ပေးတယ်။ပိုင်သွင်းမရဘူးနော်။ပိုင်သွင်းနဲ့သုံးကျင်တဲ့ဆရာတွေငို Node JS ရမယ်၊ Like C ရမယ်၊ဘာညာဘာညာ Git တွေရတယ်။ Node Git clone ကိစ္စတွေပါလေသုံးတဲ့လူဆိုအဲ့ဘော Git code တွေကိုစကား special လို့ရတယ်။နောက် popular တော့ဒီ pro am version ပေါ့နော်။2300 500အဲ့ version ကြမယ်။သူကဘာတွေရမလဲ Like G နော်။ကိုယ်တော်သဖတ်လိုက်တော့ပြင်းတယ်။နော်ဈေးရှုံးဆုံးဘယ်လောက်လဲ4200နော်ကိုယ် website တကူ foundation နဲ့4000 5000 6000 9000 ဘာသာလဲရမယ် number website က1ရမယ် sub domain 3ခုခွဲလို့ရမယ် database ပါလားပိုင်းတော့မရအောင် node js မပါ backend backend မပါဘူးနော် backend မပါဘူး database တော့ပါမယ်နော်အ database 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 100 megabyte 100 megabyte ဆိုတော့ဟို query ပဲပဲပဲ4000လောက်တော့ရမှာပေါ့နော် query 4000လောက်ရမှာဆိုတော့3000လောက်ပေါ့နော်3000လောက်တော့သုံးလို့ရမှာပုံမှန်လူတစ်ယောက်လူယောက်100လောက်3000လောက်သုံးလို့ရမှာ ်နော်သုံးလပြီးရင်တော့ဖြစ်ဖြစ်ပလိုက်ပါတော့စမ်းကြည့်ချင်တယ်ဆိုရင်4200ပေါ့နော်ဒါလောလောနဲ့ရမယ်ပေါ့နော်အာ free domain .com နဲ့ပေးထားတယ်မစိုးလို့တန်နေတယ်နော်အဲ့တော့ကျွန်တော်4200ပေါ့နော်စမ်းကြည့်ချင်တဲ့လူတွေကတော့နော်ပုံမှန်ပြင်စမ်းပေါ့နော်မပြင်တော့ပတ်စံကိုမခံနိုင်ဘူးဆိုရင်မစမ်းနဲ့ပေါ့ဗျာဒါရှင်းရှင်းလေးပါ okay တော့ဒါကျွန်တော်တို့ကနော်ဒါရွှေ sorry ဇက်တော့ကိုမှကြည့်ရအခုရွှေ hosting ကိုတွတ်ကြည့်မယ်အဲ့တော့ဒီနေ့မေးဖို့မမေးနေတော့တခါရေးမေးမိဟာတခါကျူဖြေးလိုက်အော်ဒါကျွန်တော်တို့ကနော်ရွှေ what hosting get domain registration နောက်တစ်ခုပြောတော့အာ private server reseller hosting web hosting တွေ့ပြီ web hosting အဘလောက်ရှိမလဲဆိုတော့ကဈေးတရအောင်ပါလားတသိန်း၄တောင်း၃တောင်း hosting zero အိမ်မကွာဘူးနော် hosting zero မကွာဘူးအာ free pay လားအာဒီ domain ဘာ free pay လားရှိုးကြတယ်မျိုးဝယ်လိုက်မှပေးရရှိတယ်မပြောထားဘူးဘောနော် I'm ချောင်းလို့ပါဘောနော် ပါနော်ဒါသူရမှန်နေတဲ့ service တွေပေါ့ဗျာငွေပေးရှိခြင်းကဏ္ဍဒီမှာ credit card paypal website ကနေတိုင်းဝယ်ယူနေမြန်မာပြည်ရောတိုင်းဝယ်ယူနေမှာတည်ရည်တယ်နော်ကံဘော company bank account ကိုလွှဲပြီးဝင်လေဒီကောင်ကေပေးမရဘူးဟိုရှိုးစတင်ကဇာတ်ရကောင်ကေပေးရတယ်နော်ဟိုကေပေးထားတော့မပြောတတ်တော့နော်ဒီမှာ bank account ရှိုးတော့ banking နဲ့လွှဲပေါ့ဗျာ bank account number နဲ့လွှဲမြန်မာမြန်မာငွေနဲ့တော့သုံးရမှာဟုတ်ကဲ့ဒီကောင်ကြာမဝယ်ဘူးချိုးပြောထားတာဈေးကြီးလို့ဟုတ်ကဲ့ သိန်း၄000 3000အဲကျွန်တော်တော့တုံးတဲ့လူတွေကပြောတာပေါ့နော်စားပစ်ကောင်းတယ်လို့ပြောတာသိန်း၄000 3000ရှိမယ်သိန်း6000 9000ရှိမယ်သိန်း2000 8000အာ free အာ setup fee free နော် setup fee ရော setup fee မှာပေးရလေခက်ခဲတယ်တော့ကဘာပါလဲကြည့်အောင် web based file manager ပါတယ် domain ပေးရပါလား ftp email email account ငါးခုပေးထားတယ်ဒါတော့မစိုးတော့ email account what hosting mandalay bandwidth file တွေကို bandwidth တွေပဲပြောထားပြီเนาะဒီ bandwidth တွေပါတယ် uh display က 1k เนาะ 1k ဆိုတော့ကျွန်တော်တို့က storage 1k ပမာဏရမယ် 1k ဆိုလို့ရှိရင်လူတရာ8လောက်သုံးလို့ရမှာပေါ့နော်လူတရာ200 maybe เนาะအဲ့လောက်တော့သုံးလို့ရမှာ mandalay bandwidth က bandwidth ဆိုတာကကျွန်တော်တို့ကအားစကိုထားလိုက်တော့နောက်နေမှာပြောတော့ဒါပဲနေတော့ Thank you. Thank yeah. you.